โอเคကျွန်တော်တို့က land scale ratio video 5 finality မှာဖြစ်တဲ့အတွက်ကျွန်တော် land scale လေးယူထားလိုက်ပါမယ်ပြီးတော့ animate ထဲမှာကျွန်တော်တို့ကန်းချစ်ပုံတော့ပုံတော့ချပါမယ် โอเคကန်းချေပုံရပြီဆိုရင် ကျွန်တော်တို့ကဒီနေရာမှာစာရိုက်ပါမယ်ကျွန်တော်ကငပ်ပလီဆိုပြီးရေးလိုက်ပါမယ်ကန်းရှစ်ပိုင်းနဲ့လိုက်ရအောင်ကျွန်တော်ငပ်ပလီကိုအဝါရောက်လေးခြေလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့လင်းရင်လာမှာဆိုတော့လင်းရင်ပုံလေးတွားရှာပါမယ်ကျွန်တော်ကလင်းရင်ပုံကိုဒူလာမင်းနေရာအတိုင်းထားလိုက်ပါမယ် ပြီးတော့ကျွန်တော်တို့ကဒီ button ကလေးနဲ့လင်ကိုဖုံးလိုက်ပါမယ်ပြီးတော့ကျွန်တော်ပို့ပြီးတော့လောက်အောင်ဆိုပြီး shape လေးထည့်လိုက်ပါမယ်ဘင်နာလေးမှာလင်ပုံလေးပုံစံမျိုးပေါ့နော် ပြီးတော့ကျွန်တော်လေယံပုံကို friend to from ဆိုပြီးတော့လေယံပုံလေးအရှိကိုပို့လိုက်ပါမယ်ပြီးတော့အကောင်လုံးကို select လုပ်ပြီးတော့ group ဖွဲ့ပြီးတော့အကောင်လုံးကိုဖုံးထားလိုက်ပါမယ်ပြန်ကျွန်တော်တို့ duplicate page လုပ်ပါမယ် duplicate page ပထမ page မှာကျွန်တော်တို့ ဝေကန်စတူရောစာသားလေးရိုက်ပါမယ်โอเคเวคันကိုကျွန်တော်တို့က animation နဲ့ထည့်ပါမယ် animation ဆောင်းဝိုင်းနေရာမှာကျွန်တော်တို့2ဆိုပြီးတော့ထပ်ပြီးတော့ထပ်ထည့်ပါမယ်ဒီအရင်ကျွန်တော်တို့ဒုတိယပုံကိုသွားပြီးတော့လေရင်ပုံကိုဟိုဘက်အဆုံးတရကိုသွားမှာဆိုတော့ဟိုဘက်အဆုံးတရကိုရွှေ့ပြထားလိုက်ပါမယ်။ အကောင်လုံးပြီးသွားပြီဆိုတော့ကျွန်တော် transition ထင်ပါမယ် transition ကဒီ camera မှာအရင်အရေးကြီးပါတယ် transition ကိုကျွန်တော်တို့ motion movie speed ထည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ video file ကအဆင်ပြေသွားပါပြီခင်ဗျာ thank you